မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြန်မာတို့ကြုံနေရသောကျမတို့အတွက်ဒေါအောင်ဆန်းစုကြည်တီပြီးလိမ်မဟုတ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် ဝေဖန်သူတို့ကလက်ရှိကြုံနေရတဲ့ကြောင်းမဲ့ဖွယ်ကောင်းလာတဲ့ဝမ်းနေဖွယ်ဖြစ်ဆိုအားဖန်တီးခဲ့ကြသည့်ပြီးသူကများဖြစ်သောဆေယနာသိန်းဖွယ်အားဝေဖန်ရှုံချရမည်စား၎င်းတို့အတွက်အထင်ရှားဆုံးသားကောင်ဖြစ်ဒေါအောင်ဆန်းစုကြည်ကို ပြစ်မှတ်ထားလာခဲ့ကြပါသည် ကမ္ဘာသတင်းမီဒီယာများကမြန်မာအားအမေရိကန်နိုင်ငံဖြစ်ပုံဖော်လာခဲ့ကြတော့လေတကယ်တမ်းတွင်တမင်တကာလစ်လူရှုထားခဲ့ခြင်းသာဖြစ်ဒီကိုဒီဇင်ဘာလအတွင်းလန်ဒန်ရှိ Independent သတင်းစာကြီး The Cancer ဆိုသည့်သတင်းမှတ်တမ်းရုပ်ရှင်တွင်တွေ့မြင်လာရပါတယ်။ဒေါ်အောင်ဆန်းစုကြည်အားဝေဖန်သူများသည်ကျိုးချောင်းကင်းမဲ့စွာသူတော်စင်တူအလားမျောလင့်ထားကြသူများဖြစ်ပြီး၎င်းတို့ထင်သလိုဖြစ်မလာသည့်အခါသူတော်စင်ဖြစ်မှဘီလိန်အဖြစ်ချက်ချင်းလိုဂူပြောင်းသွားခဲ့ရပါတယ်။ မြန်မာတွင်ရှိခဲ့သောဒီမိုကရေစီမျှော်လင့်ချက်များပြတ်တုံသွားရခြင်းသည်ဒုမကြောင့်ဖြစ်သည်ဆိုကာ၁၉နှစ်ရှိလာခဲ့သောအချင်းဆန်ဘဝကြာရောက်နေရှာသည့်ဒေါအောင်ဆန်းစုကြည်ကိုအပြစ်ဖော်လာကြပါသည်။ ဒေါင်ဆန်းစုကြည်တားဖြစ်သူကိုချိန်လင်းဟာ၎င်းနှင့်စကားပြောခဲ့ရသော journalist တချို့သည်သူ၏မိခင်ဖြစ်သူအပေါ်အထင်မှားခဲ့ကြကြောင်းဝန်ခံခဲ့သည်ဟုကန်ဆယ်တွင် ပြောဆိုထားခဲ့ပါသည်။ရခိုင်မြန်မာနိုင်ငံဆိုင်ရာဗြိတိရှ်တန်မဲ့ဖြစ်ခဲ့သူစာဂျွန်ဂျင်ကင်းကရိုဟင်ဂျာအရေးခင်တွင်သူမ၏နိုင်ငံတကာမိတ်ဆွေများကစွန့်ခွာသွားခဲ့မှုကြောင့်2021တွင်စစ်တပ်မှအာဏာသိမ်းခဲ့ရခြင်းအာဏာသိမ်းရခဲ့ခြင်းဖြစ်သည်ဟုပင်ပြောခဲ့ပါသည်။ ၂၀၁၉တွင်ဟိတ်ရှိနိုင်ငံတကာတရားရုံးတွင်မြန်မာဘက်မှခုခံကာကွယ်ခဲ့မှုကိုပင်စစ်တပ်ဘက်ကကာကွယ်သူဂျီနိုဆိုက်ကိုဖုံးကွယ်သည်ဟုပင်ပြောဆိုရေးသားခဲ့ကြပါသည်။ထို့သူသောအပြောများသည့်လမ်းဘေးကအရေးတစ်ခုလောက်ပင်အလေးထားစရာဖြစ်မလာခဲ့။သူမအဖို့ကနိုင်ငံတကာအတွက်တရားဥပဒေပိုင်းရောတန်တမန်ပိုင်းကပါတိမ်မွေးညှဉ်းသာစွာကာကွယ်ပေးခဲ့ပါသည်။ပြည်တွင်းတွင်တရားဥပဒေပေါင်းအတွင်မှမဖြစ်ရှင်းမဲနိုင်ငံတကာမှပါဝင်ဆွဲဖက်လာမည်ဆိုကအခြေအနေများပုံမှုဆိုးရွားလာမည်ကိုသိထား သောကြောင့်လည်းဖြစ်ပါရယ်မြန်မာသည်ရခိုင်ပြည်နယ်တွင်ကျူးလွန်ခဲ့သည့်လူ့ခွင့်ရေးဖောက်ဖျက်မှုများကိုသိခံမည်မဟုတ်ဆင်ရဆုံးမှုများကျူးလွန်ခဲ့သည့်ဆိုကစစ်တပ်ကိုအရေးယူသွားမည်ဖြစ်သည်ဟု ICJ တွင် ပြောကြားသွားခဲ့ပါရယ်သူမှပြောဆိုခဲ့မှုများသည်ရက်ဆက်ကြမ်းကြုတ်စွာကျူးလွန်ခဲ့မှုများကိုညှင်းဆိုနေခြင်းမဟုတ်ဘဲရှေ့လျှောက်ရင်ဆိုင်ရမည်စိန်ခေါ်မှုများကိုအတိပေးလိုက်ခြင်းသာဖြစ်ပါရယ် ဟိတ်တို့သူမသည်ကြံရပါအဖြစ်ရောက်ရှိလာခြင်းမဟုတ်ဆက်၍ရှင်သန်ရည်တည်သွားနိုင်ရေးအတွက်အထောက်ချင်းများသာဖြစ်ပါရယ် သူမအားပူပေါင်းကြံစီသူဟု၍တစိုက်ခတ်ခြင်းသည်စစ်တပ်၏သူမအစိုးရပေါ်မွန်းချက်အောင်ချုပ်ကင်ထားနေသည့်အဖြစ်ကိုလစ်လူရှုလိုက်ခြင်းသာဖြစ်ပါれ။ဒေါအောင်ဆန်းစုကြည်၏နိုင်ငံရေးဖီလိုဆိုဖီသည်တဘောလီလွင်ဆွဆွဲပြောဆိုခြင်းမျိုးမဟုတ်ဘဲဆွေးနွေးခြင်းဖြင့်ပြေးရပြေးချောင်းဖြည့်ရှင်းနိုင်ရေးပင်ဖြစ်ပါれ။သူမ၏ချင်းကမ်းမှုသည် အကွဲကွဲအပြားပြားဖြစ်အောင်ပြောဆိုခြင်းမကောင်းဆိုးအတွင်ပုံဖော်ခြင်းလက်တုံ့ပြန်ခြင်းများပြင်းထန်လာနေသည့်ကမ္ဘာတွင်ထင်ထင်ရှား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 ပပဟုဆိုရမည်မဟာဗျူဟာမျိုးဟုဆို ရမည်ဖြစ်ပါတယ်။ ဒေါ်ဆန်းစုကြည်အားစစ်တပ်ဘက်ကပင်ပင်းတီဆိုသောဆွဆွဲချက်များသည့်သူမ၏ရည်ရွယ်ချက်ကိုလမ်းလွဲသွားစေပြီးစစ်တပ်မှလက်ကင်တို့ဖြင့်အုံချနေသော2008ဖွဲ့စည်းပုံ၏ပဂတိသဘောကိုညှင့်ပယ်လိုက်ခြင်းဖြစ်ပါသည်စစ်တပ်ကိုဖျက်သိမ်းပစ်ဖို့ဆိုသည်ကမြေတိအခါမှရွေးချယ်ရမည့်ဖြည့်ရှင်းမှုမျိုးမဟုတ်ပေစစ်တပ်မှ၎င်းတို့အပေါ်အယက်သားဘက်ကထိန်းချုပ်လာမည့်အရေးကိုဟန်တားရန်ချမှတ်ထားသောစနစ်သာဖြစ်၍ရင်းကိုတဆင်ပြီးတဆင်ပြုပြင်ပြောင်းလဲသွားနိုင်မှသာလက်တွေ့ကျသောလမ်းကြောင်းပေါ်ရှောက်လန်းခြင်း င်တာဖြစ်ပါတယ်စစ်တပ်၏အာဏာကိုဖျက်သိမ်းရန်ပြက်ကွက်ခဲ့သည်ဟုဝေဖန်သူများသည်အဘေကြောင့်စစ်တပ်ကျူးလွန်ခဲ့သောရာဇဝတ်မှုများကိုသူမပခုံးပေါ်လွှဲပြောင်းပေးဖို့အာတန်နေကြရသည်ဟုသည်ကအမှန်တကယ်မေးရမည်မေးခွန်းဖြစ်လာပါတယ်မိရှုသူကိုအပြစ်မပြောဘဲမိသက်သမားကိုအပြစ်တင်ခြင်းမျိုးသာဖြစ်ပါတယ် ရခိုင်ပြည်နယ်အချက်တဲကြီးတွင်အာစာဤတိုက်ခိုက်လာမှုသည်အပြည့်ပြတ်သဘောမျိုးမဟုတ်ပေတမင်တကာလမ်းလွဲပေးလိုက်ခြင်းသာဖြစ်ပါれစစ်တပ်အားနေမြေရှင်းလင်းရေးဆိုကစစ်ဆင်လာရန်ရန်စားလိုက်ခြင်းသာဖြစ်ပါれ ၎င်းတို့၏ရည်ရွယ်ချက်ကရိုဟင်ဂျာများတိမ့်နေချင်၍ဘင်္ဂလားဒေ့ရှ်တဲဝင်ပြေးလာခြင်းဖြင့်ဒေသတွင်မတည်မငြိမ်ဖြစ်အောင်ဖန်တီးရန်ရည်ရွယ်ခြင်းဖြစ်ပါれ။ကိုဖီအန်နကော်မရှင်တရဲ့ဖွဲ့စည်းပေးလိုက်ခြင်းသည်လူမျိုးရေးဘာသာရေးအရအကြောင်းကြီးထနေသောနိုင်ငံတနိုင်ငံတွေနိုင်ငံရေးအရတတိရှိရှိပြုလုပ်လိုက်ခြင်းလည်းဖြစ်ပါれ။ဝေဖန်သူများကကော်မရှင်၏အမှန်တကယ်အရေးပါမှုကိုလစ်လူရှုကလူမှုဆက်ဆံရေးလက်ကွက်တစ်ခုသာဖြစ်သည်ဟုပယ်ချခဲ့ကြပါれ။ဒေါအောင်ဆန်းစုကြည်သည်ကိုဖီအန်နကော်မရှင်ဖြင့်ပြန်လည် ရင်ကြားစေနိုင်အောင်အုံမြင့်ချနိုင်ရန်ကြိုးပမ်းခဲ့ခြင်းလည်းဖြစ်ပါရ2020ရွေးကောက်ပွဲတွင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကိုထည့်သောမဲတမဲတိုင်းသည်လူထုမှစစ်တပ်၏အာဏာရှင်ဆန်သောလုပ်ရပ်များကိုအလျှော့မပေးဘဲပြင်းထန်စွာလက်တုံ့ပြန်လိုက်ခြင်းသာဖြစ်ပါရ၎င်းတို့၏ဒီမိုကရေစီရည်မှန်းချက်များကိုဒေါအောင်ဆန်းစုကြည်အပေါ်ရုံယုံကြည်ကြည်နှင့်ပုံဟောလိုက်ခြင်းလည်းဖြစ်ပါရ ဝေဖန်သူများကထိုအောင်ပွဲကြီးကိုတိတ်ထိန်အောင် ပြောဆိုပြီးဒေါ်ဆန်းစုကြည်ဥဆောင်မှုပြက်ကွက်ခဲ့သည်ဟုပြောဆိုခဲ့ကြပါသည်။ယင်းသည်လူတန်းပေါင်းများစွာက၎င်းတို့၏အသက်အိုးအိမ်စည်းစိမ်ကိုဆွတ်လွတ်အနစ်နာခံပြီးလွတ်လပ်သောမြန်မာနိုင်ငံပေါ်ထွက်လာရေးကိုထောက်ခံခဲ့မှုအားအလေးမထားရရောက်နေပါသည်။ဒေါ်ဆန်းစုကြည်သည်အပေါ် ဒေါ်ဆန်းစုကြည်အပေါ်မှာမဲလာခြင်းဟာအာနာသိန်းစက်ကောင်ဆောင်မင်းအောင်လိုင်းနဲ့အပေါင်းပါစစ်ဗိုလ်ချုပ်များတိုင်းပြည်ကိုဆယ်စုနှစ်နဲ့ချီ၍ကျူးလွန်သောရာဇဝတ်မှုများမိမ့်မိန်သွားအောင်လုပ်တယ်လို့ဖြစ်နေပါတယ်။ထို့သူများသည်သာစနစ်တကျအကွက်ချအာနာသိန်းကဒီမိုကရေစီကိုဖျက်သိမ်းပြစ်ပြီးတိုင်းပြည်ကိုကတန်းကနေဖြစ်အောင်တွန်းပို့ခဲ့ကြသူများသာဖြစ်ပါတယ်။ ဒေါ်စန်းစုကြည်ဦးဆောင်မှုနှင့် NND အောင်ပွဲသည်လူမှုအကြအကြောက်တရားစိတ်ဝင်နေအောင်၎င်းတို့ဖန်တီးထားသည့်စနစ်ကြီးကိုစိန်ခေါ်လာမှုကြီးလည်းဖြစ်ပါသည်။စေကောင်းဆောင်များအား၎င်းတို့ကျွလွန်ခဲ့သောရာဇဝမှုများတာဝန်ခံလာအောင်မလုပ်နိုင်ပါကဒေါ်အောင်စန်းစုကြည်ကြောင့်မဟုတ်ဘဲကမ္ဘာကြီး၏ပြက်ကွက်ခဲ့မှုသာဖြစ်ပေလိမ့်မည်။ဒေါ်အောင်ဆန်းစုကြည်သည်လွတ်လပ်ခွင့်ဆိုသည့်အိမ်မက်ကိုမဲ့ရဲခဲ့ကြသည့်တန်ပေါင်းများစွာသောမြန်မာပြည်သူများအားကိုးစားပြုသည့်ခေါင်းဆောင်ဖြစ်ပါသည်။ ူမအားတပုတ်လင်လွင်ဆက်လက်ပြောဆိုနေပါကထူးထူးခြားခြားခံနိုင်အားကောင်းစွာဖြင့်တိုင်းပြည်ဂုံသိန်းခါအတွက်ရုံကန်နေသူများကိုတည်ထင်အောင်ပြုလုပ်ရကြပါလိမ့်မယ်။ဒေါအောင်ဆန်းစုကြည်ရအကျဉ်းချထားခြင်းသည်သူမအတွက်ကန့်ဆိုးမိုးမောင်ကြခြင်းမျိုးမဟုတ်ဘဲဒီမိုကရေစီကိုယ်တိုင်ကိုတစ္ဆာဖောက်မှုနှင့်အတူဆိုးရွားလာသောမတရားမှုကိုလည်းနဲ့ဆိုင်ဆိုင်ကျူးလွန်နေကြခြင်းလည်းဖြစ်ပါရယ်။ ူမအကျဉ်းချခံရခြင်းသည်နိုင်ငံ၏မျှော်လင့်ချက်များမွန်းကျန်လာခြင်းပင်ဖြစ်ပါသည်နိုင်ငံတကာအနေဖြင့်သူမလွတ်မြောက်ရေးအတွက်သာမကသူမ၏တမိုင်းဆင်လာကိုတရားမျှတမှုကင်းစွာဖြင့်ညှဉ်းနှွမ်းအောင်လုပ်နေသည့်အပုတ်ချကမ်ပိန်းကိုလည်းရင်ဆိုင်နိုင်ဖို့လုပ်ရမည်ဖြစ်ပါသည်ဒေါအောင်ဆန်းစုကြည်သည်မိသူသောကောင်းဆောင်မျိုးဖြစ်သည်ကိုတမိုင်းကိုသာအမှန်တကယ်ရှိသည့်အတိုင်းစီရင်ဆုံးဖြတ်ခွင့်ပြုရမည်ဖြစ်ပါသည်။သူမသည်မဖြစ်နိုင်သောအခြေအနေများကိုကြော်လွှားခဲ့သည့်တတိရှိသောကောင်းဆောင်၊ချုပ်ရင်းချက်ရှိသောလေသူမပြည် သူများ၏ယုံကံမှုကိုကိုစားပြုသည့်ပုံကံတော်လှန်သောတင်ဂေတာနေပေါင်းများစွာအကြောက်တရားများဖန်တီးထား၍ကွဲပြားနေသည့်နိုင်ငံတစ်ခုအတွင်းပြန်လည်တင့်မြက်ရေး၏အပံလဲဖြစ်ပါသည်။ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနှင့်အမန်တကယ်အပြည့်ရှိသည့်စေအုပ်စုကို၎င်းတို့ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများအတွက်တာဝန်ခံစေရန်ရှင်းလင်းပြတ်သားစွာတောင်းဆိုရမည်ဖြစ်ပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနယ်စပ်တစ်လျှောက်အမည်မဖော်နိုင်တဲ့လေရင်ပြန်တမ်းမှုကြောင့်ထိုင်းလီတက်ကဇက်တိုက်လေရင်တွေအရေးပေါ်ဆေလွတ်တဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။အမည်မဖော်နိုင်တဲ့လေကြောင်းလှုပ်ရှားမှုတွေတွေ့ရှိရပြီးထိုင်းနိုင်ငံကမေလ6ရက်မှာမြန်မာနယ်စပ်တစ်လျှောက်ဇက်တိုက်လေရင်၂ဆင်းဆေလွတ်ခဲ့တယ်လို့ထိုင်းတော်ဝင်လေတက်ပြောရေးဆိုခွင့်ရှိသူကိုကိုးကားပြီးထိုင်း PBS သတင်းဌာနကဖော်ပြပါရတယ်။ ထိုင်းနိုင်ငံအနောက်ပိုင်းကန်ချနဘိုရီပြည်နယ်ရှိမြန်မာပြည်နယ်စပ်အနီးအမည်မဖော်နိုင်တဲ့လေရင်တစ်စင်းကိုကြားဖြတ်ဟန်တားဖို့တော်ဝင်ထိုင်းလေတပ်ဖွဲ့ဟာနာခွန်ဆောင်ဝင်ပြည်နယ်မှာ F60 ဇက်တိုက်လေရင်တစ်စင်းဆီလုခဲ့တယ်လို့လေတပ်ချုပ် Professor ဆိုင်ကပြောပါတယ်ထိုင်းမြန်မာနယ်စပ်အနီးအမည်မဖော်နိုင်တဲ့လေယာဉ်တစ်စင်းပြန့်တန်းနေတာကိုရေဒါမှတွေ့ရှိရပြီးနောက်ထိုင်းတော်ဝင်လေတပ်အဖွဲ့ကအင်ကာနဲ့မွန်လွယ်ပိုင်းမှာဇက်တိုက်လေယာဉ်တွေဆေးလုခဲ့တယ်လို့ထိုင်း PBS သတင်းဌာနကဆိုပါတယ် တိုင်းသာလက်နက်ကင်အဖွဲ့တွေကပြီးခဲ့တဲ့လတွင်မြန်မာစစ်တပ်ကိုတိုက်ခိုက်လျက်ရှိရာမြန်မာနိုင်ငံမြောက်ပိုင်းမှာပြည်ပခပြင်းထန်နေစဉ်ယခုလိုဖြစ်စဉ်ဖြစ်ပွားခဲ့တာပါတိုက်ပွဲတွေကြောင့်ထောင်ချီတဲ့ပြည်သူတွေ ဥယျာဉ်ဆုံးခွာခဲ့ရပြီးထိုင်းနိုင်ငံတွင်သို့ပြိပခ္ခတွေပြန့်နှံ့လာမှကိုစိုးရိမ်မှုတွေမြင့်တက်လာပါတယ်။မလ28ရက်ကမြန်မာနိုင်ငံမှာပြင်အား9တက်သမ9အဆင့်ရှိမြင်းငလင်တစ်ခုလုခတ်ခဲ့ရလူ3800ကျော်သေဆုံးပြီးထောင်ပေါင်းများစွာဥယျာဉ်မဲ့ဖြစ်ခဲ့ရပါတယ်။မြင်းငလင်လုခတ်ပြီးနောက်အာနာသိန်းစစ်ကောင်စီက AB2 ရက်မှာပြစ်ခတ်ရစရေးကြေညာခဲ့ပေမဲ့ AB30 ရက်မှာသဘောတူညီချက်တက်တန်းကုန်ခဲ့ကြောင်းသိရှိရပါတယ်။